ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအင်ပြန်ခြင်းတွေပြန်ခြင်းတွေကြပြီနော်အဲ့တော့အင်ပြန်ခြင်းတွေကိစ္စလေးအရင်ဆုံးပြောမယ်ဗျအဲ့တော့အဲ့တို့ပြည်သူတွေတာယာအေဂျင့်ဆိုတာအင်ပြန်ဖို့အတွက်ကခင်ဗျားတို့ NASA က NASA ကနေ technology မှာအများကြီးတာဝန်ရှိတယ်နော်ခုပြည်သူတွေဘာလုပ်ထားရလဲခင်ဗျားတို့ရဲ့ဒီစီရေးပြူဟာတွေမှာပြည်သူတွေအိမ်မပြန်နိုင်သေးဘူး ညတော့ပြည်သူတွေအိမ်ပြန်ဖို့အတွက်ကနာဆကကြီးပဲတာဝန်ရှိတာတော့မဟုတ်ဘောလေခင်ဗျားဒီတောင်းကျမ်းသူတပုံနေအလုံးမဟုတ်တော့အလုံးလောက်နော်လှုပ်ရှုပ်နေတော့လှုပ်ရှုပ်နေတော့ပုံကိုယ်တွေလည်းသိထားပါအခုပြည်သူတွေအလုံးအိမ်ပြန်ခြင်းနေကြပြီအဲ့တော့နံပါတ်ပထမဆုံးတစ်ချက်နေနဲ့အဲကျွန်တော်ပြောမယ်ဆိုရင်နော်အမ်ဘယ်ဘက်ချန်နေဖြစ်မယ်ဆိုရှင်ငတိုင်းချောင်းလို့နော် ရေကြီးတို့ငတိုင်းချောင်းတို့နော်အဲ့ဒီဘက်ချမ်းမှာရှိနေသောလက်ပံပင်နဲ့ကုန်းပြင်နဲ့တက်ကြပြင်အုပ်စုနဲ့ရွာသစ်အုပ်စုပန်းကွင်းအုပ်စုအားလုံးအင်ပြောင်းခြင်းကြပြီတဲ့တက်မတော်ကလိုက်ပြီးတော့မရှင်းဘူးပေါ့နော်အဲဒီသဘုံကိုထက်ချက်မကွာလိုက်မရှင်းတဲ့အတွက်ကြောင့်မို့လို့ဒီရိုးမရခိုင်ရိုးမပေါ့နော်ရခိုင်ရိုးမကျော်ကျော်ဒီတောင်ချီမှာရွာလေးရွာလေးမှာအခုဆိုရင်ပြည်သူတွေကမပြောင်းနိုင်သေးဘူးပေါ့ အဲ့တော့ပြည်သူတွေကတော့အခုတောင်းဆိုလာတယ်။သူတို့အိမ်ပြန်ပြန်ကြပါပြီတဲ့။အခုချိန်ကြီးစေဘေးရှောင်နေရတာအိမ်မပြန်ရသေးဘူးပေါ့။အဲ့တော့စစ်တပ်ကလိုင်းမရှင်းဘူး။စုဖွဲ့မှပြစ်တယ်။စုဖွဲ့မှတိုက်တယ်ဆိုတဲ့ခါကျတော့ဒီစေသေးကြအေးတပုံတွေပေါ့။ဒီတပုံတွေအနေနဲ့ကအဲ့ဒီရွာတွေရွာတွေပေါ့။သူတို့စုံမိုးရရွာတွေမှာရိတ်ခါတွေလည်းဖြည့်တင်းလို့ဖြည့်တင်းလူအင်အားတွေလည်းဖြည့်တင်းလို့ဖြည့်တင်းစံစက်တွေလည်းထောင်းလို့ထောင်းနော်။သူတို့တွေစစ်တိုက်ဖို့အတွက်နောက်မှရိတ်ခါထောက်ဖို့ကတကုံလုံးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ခင်ဗျားတို့စစ်တက်နဲ့အခုတပုံနဲ့ကဘလို့ဖြစ်နေလဲဆိုတဲ့ခါကျတော့စိတ်ကြိုက်စစ်ကိုသူတဲ့အချိန်ယူပြက်ကြပါကွာငါတို့လည်းအချိန်ယူပြက်ကြပါကွာဆိုတဲ့ပုံစံမျိုးဖြစ်နေတာကိုတွေ့ရတယ်အဲ့ဒီနဲ့ပတ်သက်ပြီးတော့အခုနော်အဲ့ဒီနဲ့ပတ်သက်ပြီးတော့အခုအာကျွန်တော်ပြည်သူတွေရဲ့အတန်ပေါ့နော်တောင်းဆိုပါလဲနောက်ပြီးတော့နတ်တန်ခွင်းနတ်တန်ခွင်းဆိုလို့ရှိရင်တဲ့ရွာကြီးကလုံးဝပျက်စီးသွားပါပြီတဲ့နော်ပျက်စီးသွားပြီဘယ်သူမှလည်းဝင်လို့မရဘူးတဲ့ အဲ့တော့ရွာသားတွေကအေးအေးဆေးဆေးပြန်ပြီးတော့ပြန်ပြီးနေချင်ပါတယ်သူတို့မျိုးသူတို့ရွာမှာသူပါတော့လည်းအခုချိန်ထိမနေနိုင်သေးဘူး။ဘာကြောင့်လဲဆိုတော့စစ်တပ်ကလည်းအခုတဘုံကိုလိုက်မရှင်းဘူးပေါ့။အဲ့တော့အဝေးမှာအဝေးကနေလက်နက်ကြီးနဲ့ပြစ်တယ်လေရင်နဲ့ပြစ်တယ်။အဲဒီပုံစံမဲ့လုပ်တဲ့ခါကျတော့တဘုံကိုကြောက်အောင်မလို့လို့စစ်တပ်ကြောက်အောင်မလို့လည်းနောက်ဆုံးပြီးတော့အဲ့ဒီပဲချမ်းနေလဲပြန်ဝင်လို့မရဘူးပေါ့။အဲ့တော့အိမ်ပြန်ချင်တဲ့သူလည်းအိမ်ပြန်ချင်နေပါပြီ။ဆောနာကကျွန်တော်ပြောတဲ့ ARV ဆိုတာရေချီနဲ့ငတိုင်းချောင်းဘက်ကပါနော်။ရေချီငတိုင်းချောင်းဘက်ကလက်ပံပင် ဂုံပြင်းတက်ကပြင်းအုပ်စုရွာသစ်အုပ်စုပန်းကွင်းအုပ်စုအားလုံးဟာအိမ်ပြန်ခြင်းနေကြပါပြီနော်အဲ့တော့တို့အိမ်ပြန်မှုအတွက်တို့အိမ်ပြန်မှုတော့နည်းနည်းလေးအဲဝိုင်းကြိုးစားပေးကြပါအောင်လို့ပြောချင်တယ်နော်ဟုတ်တယ်အဲ့တော့ကျူသားရင်ကြီးရန်ကုန်သားလေးမင်္ဂလာပါရှင်မန်းကြီးကမြင်လာအပင်းနဲ့ကျေးဇူးများကြီးတင်ပါတယ်။ညောင်ကျူးတဲ့ရမန်နေ့အမြောက် တက်ခတ်တန်ကြားနေရတဲ့ jet fighter တွေတန်နေတဲ့ပြင်းထန်ထန်ပြစ်သွားတာကြားရနော်ဘကိုယူမထဲမှာလဲ PDF ကတစ်ခုတ်စစ်တက်ကတစ်ရောင်းอืมအခုကဘလို့တွေဘာတွေဘလို့တွေဘာတွေလုံနေလို့လုံနေမှမသိတော့ဘူးနော်စစ်တက်နဲ့ဒီသဘုံနဲ့ကအပေးယူမြမြတတ်တာနဲ့ထွာလာနေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အေးသဘုံက သူတို့ရဲ့ရိခါထောက်ပို့လို့ဖြစ်တော့နေနေပြရတော့ဒီနေနေမှာမင်းတို့နေအိုက်ကနေငါတို့လာတိုင်ငါတို့ကလည်းဒီနေမျိုးကနေမင်းတို့ချမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်နော်စစ်တပ်ကလည်းသဘုံကိုမနိုင်တော့လားအဲဒါကမိကိုထုတ်เสียဖြစ်လာပြီအိမ်မပြန်ရသေးဘူးလေစစ်တပ်ကလေရင်နဲ့ဘုံကျဲနေမှာတော့ဒီပေါ့စစ်တပ်လေရင်နဲ့ဘုံကျဲပြီဆိုသေချာပါလေအဲ့ဒီဘက်ချမ်းမှာစစ်သည်ရသဘုံနေရှိနေလို့ဖြစ်ပါလိမ့်မယ်နော်မင်္ဂလာပါကြီးလေးတဲ့အမြဲအားပေးနေပါလေဦးထေအောင်ဟုတ်ကဲ့ပါခင်ဗျမင်္ဂလာပါနော်အဲ့တော့ နောက်ထပ်ပြောမယ်ဆိုရင်ဒီနေ့အမနေ့ကအမနေ့က၄နိုင်ရစားပြီးဒဝေဘတ်မှာပေါ့နော်ဒဝေဘတ်မှာတီခီစကန်ကအတိုက်ခံနေရပါပြီတီခီစကန်တိုက်ခံနေရပြီဆိုတော့တီခီစကန်တို့ရေးကြီးလာပြီပေါ့ဗျာနော်ခုဒီနေ့ကကျွန်တော်တို့ကြာသွားတော့ဟာလီဝုဒ်စကန်နဲ့ပတ်သက်ပြီးကြာသွားတယ်ကြာသွားတဲ့အခါမှာစစ်တပ်ကလည်းအဲ့ဘက်ချမ်းမှာကောင်းသေးချာဂရုစိုက်ပြီးတော့ ပေါ်ရော်တီတွေကို စစ်စေးမင်းများနေလို့ကြားသိရပါတယ်ခင်ဗျာနော်။တော့ကျွန်တော်ကြားသိရတော့ဆာယဖာ3ယောက်ကိုခေါ်ယူစစ်စေးနေပြီလို့ကြားသိရတယ်။အဲသူတို့တကယ်စစ်စေးရမှာက G2 လောက်ကိုစစ်စေးရ G2 G1 လောက်ကိုစစ်စေးရမှာလို့ထင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ G2 ကကြားသိရတဲ့ပုံစံအရဆိုလို့ရှိရင် ACC ပြန်ရပါဆိုရင် KDB သွားပါသွားဘယ်သူတွေနဲ့သွားလဲဆိုလို့ရှိရင်ဒီ KNU တွေနဲ့မှအတူတူသွားပြီးတော့တောက်စားမှုရတဲ့အခြေအနေမျိုးတွေရှိတဲ့ခါကျတော့အရန်ကိုချစ်ခင်နေကြပါ යි တဘုံနဲ့တဘုံနဲ့အဲ့ကြောင့်တဘုံနဲ့တော်တော်ချစ်ခင်နေကြပြီအခုကဘလို့ဖြစ်တာလဲကျွန်တော်တို့နိုင်ငံအခြေအနေကလည်းခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေကတော့ဟိုဘက်ခွဲဒီဘက်ခွဲပြီးတော့ပြဿနာတွေဖြစ်စကားတွေများနော်တကယ်တကယ်မြေပြင်မှာစစ်တပ်တွေကတော့အဲဝေစာမြဆားလို့တော့မဝဘူးလို့ပြောမယ်ဆိုလို့ရှိရင်မမဘူးဖြစ်နေတယ်နော်ခင်ဗျားတို့ ခင်ဗျားကျွန်တော်တို့ပြည်သူလောက်တုံးတဲ့ပြည်သူရှိမှာမဟုတ်ဘူးနော်မနေ့ကကောင်းမြင်3လေးလေးကပြစ်တာတဲ့တော်တော်ပြစ်တာလေကောင်းပြင်ဟုတ်ပါတယ်ကြားပါတယ်မနေ့ကလည်းနော်ဟုတ်ကဲ့ဟုတ်ကဲ့အောင်ဟုတ်ကဲ့ပါခင်ဗျာနော်တဝေဘက်မှာတဲ့ခေါင်းကြီးပိုင်းအပြောင်းလဲလုံနိုင်မှရမယ်တဲ့ဒါလည်းဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့တဝေကအာတော်တော်လေးကိုစိုးနေတယ်အောက်ခြေမှာက အောက်ခြေမှာကဒီဒဝေကနေပြီးတော့ရန်ကုန်သွားတဲ့လမ်းကြောင်းဆိုလို့ရှိရင်ဂိတ်တကိန်းနဲ့တကိန်းကနီးနီးလေးတွေဖြစ်နေပြီနော်မြအစားဝေက KNU gate PDF gate စစ်တပ် gate တကိန်းနဲ့တကိန်းကနီးနီးလေးတစ်ဖက်နဲ့တစ်ဖက်လည်းဘာမှမလုပ်အဲ့တော့ခင်ဗျားတို့ကျွန်တော်ပြည်သူတွေနော်ဆယ်လီတွေတယောက်ကလေးကပုတ်ခတ်ကြဆဲကြအောက်ခြေမှာကတော့ for sure လောက်ပြပြီးတော့တိုက်နေကြတဲ့ပုံစံမျိုးတွေအထိတွေ့နေရတယ်ခင်ဗျာနော်အဲ့တော့ တော်ဝဲခင်ဗျားတို့တခုခုမလုပ်ဘူးဆိုလို့ရှိရင်တော့အခုအထက်ကလည်းအောက်ကိုလိမ့်နေသလားအောက်ကပဲအထက်ကိုလိမ့်နေရမှာဒီတယောက်တို့အားလုံးလိမ့်နေကြပါပြီနော်အဲ့တော့အခုနောက်ထပ်ကြားသိရတဲ့တင်ဆိုတန်ဖြူစီရဲ့မှာလဲအခြေအနေက မကောင်းဘူးဟုတ်ပါလားနောက်ထပ်ကျွန်တော်တို့ဗမာလဲဆိုလို့ရှိရင်နတ်တန်ကွင်းဆိုရင်အနတ်တန်ကွင်းအောင်ဖြစ်ပါတယ်ကျွန်တော်တို့ဒီတန်အောင်ကြီးပေါ့နော်တောင်ကွက်နေရှိလို့ ဘာမှအရှိပဲယူရုံသွားတန်တောင်ကြီးရှိပါလားတန်တောင်ကြီးမှာလဲအခုဆိုရင်ဟိုဘလုခေါမလဲဆိုလို့ရှိရင်လမ်းနေလဲပိတ်လိုက်ပါပြီတဲ့ပိတ်ပြီးတော့စနိုက်ပါတွေလဲစောင့်နေပါပြီတဲ့နော်ဒီခိုင်မှာလက်ခမော်ကိုတဲ့ AA ကတက်မလို့ကအေးအေးလက်ခမော်ကိုအေးအေးရစေတဲ့ကြောက်အုပ်စုကထိုးစစ်စင်နေတယ် အေးပေါ့ကြောက်ဖြူအခြေအနေလဲအခြေအနေကရေမခဲဘူးနော်ရေပူနေပါလားကျွန်တော်ခဲရင်ခဲလိုက်ပါကျွန်တော်ပူရင်ပူလိုက်ပါအခုလက်ရှိအချိန်မှာကြောက်ဖြူလဲရေပူပါတယ်နော်အမ်တပကအီအီကကျန်တဲ့နေရာတွေမှာအင်အားလျှော့ပြီးတော့အလုံးရင်းနဲ့ဝင်တိုက်နေတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ KNU နဲ့ AA နဲ့ကဟိုတိုင်ချက် ဟိုဟောအတိုင်ပေါက်ညီညီနဲ့စစ်ပွဲပေါ်ဆောင်ကြလို့သုံးသပ်လို့ရတယ်ပေါ့ဗျာနော်အဲအရှေ့ပိုင်းနဲ့ဘကိုးတိုင်းရှေ့ချမ်းနဲ့အနောက်ချမ်းဟုတ်လားအဲ့တော့အေအေကဘလို့မှဒီပေါ့ဒီကျွန်တော်တို့ညောင်ချိုးတို့ဘာတို့ကိုသူတို့ထိုးစစ်ဆင်မှုစာမလို့တော့တက်ကပြင်းပြင်းထန်ထန်နေနေတဲ့ခါမှာတော့အေအေအနေနဲ့ကကြောက်ဖြူကိုအယုံဆိုင်နေတာလေရှိတယ်အဲ့တော့ကြောက်ဖြူအာယုံဆိုင်နေတဲ့အချိန်မှာကြောက်ဖြူအသက်ရှူချောင်လို့ဒီ KNU အနေနဲ့က ကရင်ပြည်နယ်တန်တောင်ကြီးတို့နော်အဲ့ဒီတောင်ငူတို့မှာတိုက်ပွဲကြီးကြီးမားမားတွေပေါ်ဆောင်နေပြီနော်နတ်တန်ခွင်ကြောက်ကြီးအဲတတော်များများသောနေရာတွေမှာပဲခူးတိုင်းမှာတိုက်ပွဲတွေပေါ်ဆောင်နေပြီဘာကြောင့်ပေါ်ဆောင်လဲဆိုရှင်အထက်ကျွန်ကရင်ပြည်နယ်အထက်ကိုတက်သွားမယ်ဟေးဆိုရင်ကယားပြည်နယ်ကယားပြည်နယ်မှာအခုမိုးပြဲကလည်းဆော်ဘလော်ဒီခံနေရဆိုတော့မိုးပြဲကိုကယ်ဖို့အတွက်ကလည်းအရန်ကိုရေးကြီးလာပြီအဲတပုံတွေအတွက်ပေါ့နော်စေသေးရတပုံတွေအတွက်ကမိုးပြဲကမိုးပြဲကမိုးပြဲဖြစ်နေပြီ တက်ကတတော်ဆိုတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့ပါတယ်နော်ဟိုမိုးပြင်းအနေနဲ့ကသူတို့ခန္ဓာရင်ဘယ်တော့ရှိသလဲဆိုတော့တဘုံကိုစမ်းသပ်မှာလို့ပြောထားပါတယ်စမ်းသပ်တဲ့လျောက်လေအခုတော်တော်လေးအခြေအနေတွေတော်တော်လေးကောင်းတဲ့အပြင်ကိုမိုးပြင်းနဲ့ပတ်သက်ပြီးတော့အဲနေမီဆုံးမမှုတွေအထိပြန်ရလာရင်မိုးပြင်းကတော့ကြားတဘုံနေပေါ့နော်ကြားတဘုံနေနဲ့နောက်ဆော့အောင်ပါအဲ့တော့မိုးပြင်းပိုးစုပ်ပတ်သက်ခံနေရတဲ့အချိန်မှာ ကရင်ကထပြီးတော့စူပေးရပါတယ်မစူလို့ရှိရင်လည်းမလွယ်ဘူးမစူရင်တို့ကတိုင်ပေါက်ညီနေပြီဖြစ်တယ်အရင်လိုမျိုးဟိုရင်ကလည်းမျိုးတစ်ဖွဲကတိုင်တစ်ဖွဲကမတိုင်မဟုတ်တော့ဘူးအားလုံးကညီညီညာညာနဲ့လုပ်နေတာလေးဖြစ်တယ်နော်အဲ့တော့ရှမ်းမြောက်တော့ငိန်ချန်းစပြုတ်နေပြီတဲ့နော်မန္တလေးမူဆယ်ပြည်တော်စုလမ်းလဲမကြခင်ဖွင့်တော့မယ်လို့ထင်ပါတယ်တဲ့ TNL ပလောင်တစ်ဖွဲပဲကြံနေတယ်သူတို့လည်းမကြခင်ဆုတ်ရမှာပါ မှန်ပါတယ် TNL လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြိုတင်ပြီးတော့အသုံးသက်ချက်ပြောတာပါနော် TNL လေးအနေနဲ့ကဆုတ်ရမှာပါမူနေလို့ပဲရပါတယ်နော်ယူနေလို့မရပါဘူးသူတို့မူနေတာပါအဲ့တော့တေယုကနေပြီးတော့ဆေးကောင်းလေးဆုတ်ဆိုရင်တေယုရဲ့စကားကိုလွန်ဆန်တဲ့သူမရှိဘူးနာစကအတိပင်းလေးမလွန်ဆန်နိုင်ဘူးလို့ဆိုမှတော့ TNL လေးအနေနဲ့ဘလို့မှလွန်ဆန်နိုင်မှာမဟုတ်ပါဘူးအဲ့တော့နိုင်ငံကြီးကြီးမမတခုကနေပြီးတော့ဝင်ရောက်ပြီးတော့ သူတို့ကိုမကူညီမချင်းကတော့တရုတ်ကိုလွန်ဆန်မှုမစင်းစားပါနဲ့နော်အဲ့တော့ရှမ်းမြောက်ကတော့အခြေအနေပြန်ကောင်းလာတော့မှာပါခုလည်းကောင်းနေပါပြီလာရှိုးပြန်မယ်ဆိုပြန်လို့ရပြီနော်ဟိုဆက်ဆက်လက်ဖြစ်ပွားလာဖို့တော့မမျော်လင့်နဲ့လို့ပြောရမှာပါတရုတ်ရဲ့ထိန်းကုပ်မှုအောက်မှာရှိတယ်တရုတ်ကအဲပြောမယ်ဟေ့ဆိုရင်အဖွဲ့တွေအားလုံးမှာ NASA ကစစ်တပ်ပါမစစ်တပ်လည်းပွင့်လင်းပြောလို့ရှိရင်တရုတ်ကဒါဆိုဒါပဲလုပ်ရမှာเนาะ ဟို MND တဲ့ဒါဆိုဒါပဲလောက်အောင်မှာ TNL ဒါဆိုဒါပဲလောက်အောင်မှာမဝကနေပြီးတော့အဲစောင့်ကြည့်မယ်ဗောနော်အဲပုံစံမျိုးတွေကြီးရှိတယ်အဲ့တော့အာရှုနဲ့ဒီရှမ်းမြောက်တခွင်ကတော့ငင်းချမ်းအောင် NASA ကမလုပ်နိုင်ဘူးတရုတ်ကလုပ်နိုင်တယ်ပြချမလို့တရုတ်ကလုပ်သွားပြီဒါလက်ခံမှာပဲလေဘယ်သူပဲလုပ်နိုင်လုပ်နိုင်ပြည်ကျွန်တော်တို့ကပြည်သူမျက်နှာပဲကြည့်ပါလားပြည်သူတို့တာယာအေးချမ်းမယ်ဟဲ့ဆိုလို့ရှိရင်အာကျွန်တော်တို့လုံးဝအဲလုံးဝဘာလို့ပြောကို ရဲ့ဒီကိုယ့်ရဲ့ဒီဖခင်ပေါ့ကွာနော်ကိုယ့်ရဲ့ဒီနိုင်ငံတော်တက်ကြီးကမှထင်တော့မစွန်းတော့တာစွန်းတဲ့သူကိုပဲကျွန်တော်တို့ကပြည်သူမျက်နှာချီးပြီးတော့ဥပဒေမှန်တိုင်းတက်မှတ်လာဖို့တော့ဒါနံပါတ်၁ပေါ့လေနော်တရားဥပဒေရဲ့အောက်မှာပြူအမဲအဝါအပြာမခွဲခြားဘဲနဲ့ပြည်သူကိုပြည်သူလိုအုပ်ချုပ်မယ်ဟဲ့ဆိုရင်အဲကျွန်တော်တို့ကဘယ်သူဘယ်မင်းဘယ်ဆိုရတက်တက်ကျွစုံမှာပါအဲ့တော့အခုငင်းချမ်းမှုဆောင်ရွက်တဲ့နေရာရှမ်းမြောက်ကိုငင်းချမ်းမှုဆောင်ရွက်တဲ့နေရာမှာလဲဘယ်သူပဲလုံနိုင်လုံနိုင်အဲကျွန်တော်တို့ကတော့ ကျိုးစားပါတယ်ဟိုတရုတ်ကတော့လုပ်ပေးသွားပါပြီတရံနယ်လေးနောက်ပြန်ဆုံးအောင်ဖြစ်တယ်မန္တလေးကထိလို့ရမှာမဟုတ်ပါဘူးတရံနယ်လေးအနေနဲ့ကဒါပေမဲ့မူနေမယ်အဲဒီသူတို့ရဲ့ကုန်းတော်တွေပေါ့သူတို့သုံးပြီးသားသူတို့ရဲ့မျက်နှာကြည့်ရတယ်နော်အဲတရံ PDF တွေ NUG အုပ်စုတွေ channel အုပ်စုတွေမျက်နှာကိုကြည့်နေမျက်နှာနာနေတာပါနော်ကိုယ်နံပါတ်ကိုမောင်ဖုန်းနံပါတ်လေးတစ်ချက်လောက်ပေးပါတဲ့ ဟုတ်ကဲ့ပါကိုမောင်မောင်လို့ဒီ Telegram မှာရိုက်ထည့်လိုက်ပါအဲ့ဒီမှာ TikTok မှာလည်းသွားရှာလို့ရပါတယ်နော် TikTok မှာကိုမောင်မောင်လို့သရိုက်ထည့်လိုက်ပါဒီနာမည်ပါပဲဒီနာမည်ကိုရိုက်ထည့်လိုက်ပေါ်လာပါလိမ့်မယ်ကိုမောင် account ပေါ်မယ်နော်ကျောင်းစီ highlight ပါနော်ကျွန်တော်လည်းဆက်သွယ်လို့ရပါတယ်အဲ့တော့ရှမ်းမြောက်ချင်းတွေကတော့ဒီကဲ့သို့ဒီချမ်းသာရှိတယ်ပြန်ရင်လည်းပြန်ကြပါဗျာ AC ဖြစ်သွားပါပြီနောက်ထပ်ကြောင်မဲတို့မိုးကုတ်တို့အဲဒီနေရာတွေအကုန်လုံးကလည်းတက်ကပြန်ဆုတ်ခိုင်းပါပါတက်ကပြန်ဆုတ်ခိုင်းတယ်လို့ DNL ရလည်းဆုတ်ချင်မှာတော့မဟုတ်ဘူးဆုတ်ချင်သည်ရှိမဆုတ်ချင်သည်ရှိ DNL အနေနဲ့တည်ထားရမှာကအဲသူရတဲ့ရတိုက်တာထက်ပိုမယူတင်မှုဆိုတာကိုတရုတ်ကလည်းနားလဲတယ်တက်မလော်ကလည်းနားလဲပြည်သူကလည်းနားလဲတယ်နော်အဲဒီတော့ကြောင့်မို့လို့အဲသူတို့နောက်ဆုတ်ရမှာပါနော်အဲသူတို့နောက်ဆုတ်ရမှာချင်းရှိတယ်